ားလုံးပဲမင်္ဂလာပါဗျာအောင်သူ knowledge sharing ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အောင်သူပါကျွန်တော်ဒီနေ့ရှင်းပြခြင်းနဲ့သင်ခန်းစာကတော့ look at value နှစ်ခုထားပြီးတော့အာကိုလိုချင်တဲ့အချက်လက်တွေကိုဘယ်လိုရှာဖွေရမလဲဆိုတဲ့သင်ခန်းစာဖြစ်ပါတယ်အဲ့တော့ဒီသင်ခန်းစာလေးမစတင်ခင်မှာကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားပေးကြဖို့တောင်းဆိုခြင်းပါတယ်ကျွန်တော်ရှင်းပြတဲ့ video file လေးကိုကြိုက်နှစ်သက်တယ်ဆိုရင်လည်း like share လေးလုပ်ပြီးတော့မျှဝေသွားနိုင်ပါတယ်အေးကောင်းပါပြီအားလုံးပဲကျွန်တော်သင်ခန်းစာကိုစလိုက်အောင်အခုကျွန်တော်ကဒီနေရာမှာเนาะ အာအချုံမှုံလို့ရွေးမယ်ဟောဒီအကွက်မှာကြတော့ကျွန်တော်က February လို့ရွေးမယ်ဒါဆိုရင်ဒီအချုံမှုံ February မှာရှိတဲ့ငါးဆိုတဲ့ကဏ္ဍကိုရှားပွေးပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီလိုလုပ်ဖို့အတွက်နီလန်းပေါင်းစုံရှိတဲ့เนาะကျွန်တော်ဒီအခုအာ index function နဲ့ match function ကို သုံးပြီးတော့ကိုလိုချင်တဲ့အဖြေရအောင်အဲကျွန်တော်နီလန်း syntax ရေးပြမှာဖြစ်တယ်ဟောပြီဒါဆိုရင်ကျွန်တော်စလိုက်ရအောင် equal index အဲ့တော့ index function က ကိုတတ်မှတ်လိုက်တဲ့အရေးထဲမှာရှိတဲ့ရိုးနံပါတ်နဲ့ကော်လံနံပါတ်ကိုညွန်ပြပေးလိုက်တာနဲ့တပြိုင်နက်အဲဒီရိုးနံပါတ်နဲ့ကော်လံနံပါတ်စုံတဲ့နေရာကခန်းကိုရွေးထုတ်ပေးပါတယ်။ဒါဆိုရင်အရေးဆိုတဲ့နေရာမှာကျွန်တော်ကဟောဒီကိန်းကနန်းတွေကိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီကိန်းကနန်းတွေအကုန်လုံးကိုဆက်လက်မှတ်ပြီးတော့ထည့်ပါမယ်။ဆက်လက်မှတ်ခြင်းတော့ control shift right arrow control shift down arrow ကောမာကုန်မယ်။ ရိုးနံပါတ်နေရာမှာကျွန်တော်တို့ဒီဟာလာအာရိုး1ရိုး2ရိုး3ဒီလိုတက်မှတ်မှရမှာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်ကဟောဒီမှာအချိုမုံလို့ရိုက်လိုက်တာနဲ့ရိုးနံပါတ်3ဆိုတဲ့အဖြေကိုလိုချင်တာဖြစ်ပါတယ်။ဒါဆိုရင်အဲ့ဒီနေရာမှာကျွန်တော်တို့စကလုံးတွေကိုရိုက်ထည့်လိုက်တာနဲ့စကလုံးတွေရဲ့ဒီနေရာနံပါတ်ကိုပေါ်ပြပေးတဲ့ match function ကို သုံးမှာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်ဒီ MAT tab ခုံလိုက်တယ်။ဟုတ်ကြပါ look at value နေရာမှာကျွန်တော်တို့သကလုံးရိုက်ထည့်မဲ့အကွက်ကိုညွန်ပြပေးရမှာဖြစ်တယ်။ဒါဆိုရင်ဒီနေရာမှာညွန်ပြမယ်ကော်မာကုန်မယ်။ look at array နေရာမှာတော့အဲ့ဒီသကလုံးတွေရိုက်ထည့်ထားတဲ့ဆဲကွက်တွေကိုကျွန်တော်တို့ကထည့်သွင်းပေးရမှာဖြစ်ပါတယ်။ကောင်းပြီဒါဆိုကျွန်တော်အခု control shift down arrow ကော်မာကုန်မယ်။ match type နေရာမှာတော့ကျွန်တော်ကကျွန်တော်ရဲ့ look at value ကသကလုံးတွေကုန်နံပါတ်တွေဖြစ်ခဲ့မယ်ဆိုရင် exact match ဖြစ်တဲ့0ကိုရွေးချယ်ပေးရမယ်။ အဲမလို့တုံညာလို့ယူလိုက်မယ်ကွင်းပိတ်မယ်ကော်မာကုတ်မယ်ဒါဆိုရင်ဒီအဖြေကိုပြန်လဲစစ်ဆေးလို့ရပါတယ်ဥပမာ row number ကိုကလစ်ပေးလိုက်တယ်အခုဒီညမှာ F90 နှိပ်လိုက်တာနဲ့တပြိုင်နက်3ဆိုတဲ့အဖြေကိုထုတ်ပေးပါတယ်ဘာကြောင့်လဲဆိုတော့အချုံမုံဒီဒီအပေါ်ဆုံးကနေစပြီးတော့ရေတွက်မယ်ဆိုရင်နံပါတ်3နေရာမှာရှိလို့ပါကောင်းပြီအဲ့ဒီလိုအဖြေကိုစစ်ဆေးပြီးသွားရင်ကျွန်တော်တို့ control z ပြန်နှိပ်ပါမယ်အဲ့တော့ဒုတိယအဆင့်အနေနဲ့ column number တွေကိုရွေးချယ်ပေးရမှာဖြစ်တယ် ကော်လံနံပါတ်တွေဒီ January February March April May ဆိုတဲ့စကားလုံးတွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဟောဒီအကွက်မှာ February လို့ရိုက်ထည့်လိုက်တာနဲ့တပြိုင်နက်ကျွန်တော်ရဲ့ February စကားလုံးရှိတဲ့ကော်လံနံပါတ်2ကိုအပြည့်ထုတ်ပေးမဲ့ March version ကိုအသုံးပြုမှာပါဒါဆိုရင်ကျွန်တော်ဒီဒီနေရာမှာ MAT တက်အဲ့တော့ look at value နေရာမှာလာနံပါတ်ရိုက်ထည့်မဲ့အကွက်ကိုညွှန်းမယ်ကွန်မာကုတ်မယ် local array နေရာမှာလားတွေကိုဆက်လက်မှတ်မယ် ကွန်မာကုန်မယ်ကျွန်တော်ရဲ့ look at value ဒီစကလုံးတွေကိန်းကနက်တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ exact match ဖြစ်တဲ့0ကိုရွေးချယ်ရမှာဖြစ်တယ်၃ရက်ပြီးရင်ကျွန်တော်တို့ control under ဒါဆိုရင်တော့ဒီနေရာမှာကျွန်တော်လေ့လာကြည့်ပါเนาะအာ February အချုံမုံဒါဆိုရင် February အချုံမုံဒီနံပါတ်5ဖြစ်တယ်ဒါကြောင့်မို့လို့5ဆိုတဲ့အဖြစ်ကိုထုတ်ပေးတယ်ကောင်းပြီကျွန်တော်ကဒီနေရာမှာအခုပဇွန်ကြောက်ကိုရွေးမယ်ကျွန်တော်ဒီ April လောက်ကိုရွေးမယ် ဒါဆိုပဇွန်ကြောင့်ဧပြီလသည်30ဖြစ်တဲ့အတွက်ဟောဒီနေရာမှာမှန်ကန်တဲ့အဖြစ်30ကိုထုတ်ပေးတာဖြစ်ပါတယ်။အဲ့တော့ look at လုပ်တဲ့နေရာမှာလိုအပ်တဲ့အခါကျရင်အခုလိုမျိုးကျွန်တော်တို့ look at value နှစ်ခုထားပြီးတော့ရှာဖွေနိုင်ပါတယ်။အားလုံးပဲကျွန်တော်သင်ခန်းစာတွေကိုအချိန်ကုန်ခံပြီးတော့လေ့လာပေးတာကျေးဇူးတင်တယ်။အိမ်ဆဲနဲ့ပတ်သက်တဲ့အခက်အခဲတွေပြေလည်ကြပါစေ။